အေးစရာမှတ်စာအခန်းကြီး6အငယ်1မှ22ထိုအခါဒါရိမင်းကြီးအမိန့်တော်နှင့်ဘာပုလုံမြို့ဗန္နာတော်ထားရာစာတိုက်၌ရှာဖွေကြ၏မေတီပီအခမီတမြို့နန်းတော်၌စာလိကိုတွေ့၍စာလိ၌ပါသောစကားဟုမူကားရစ်ပူဇော်ရာအိမ်တော်ကိုတီးစီတိုက်မြစ်ကိုခိုင်ခန့်စွာခြားထားစီ အမြင့်အတောင်60အနံ့အတောင်60ရှိ၍ကြီးသောကြောက်တန်း30ဆင့်အသစ်သောတစ်သားတန်းတစ်ဆင့်နှင့်အထက်ထက်တီးစီဇယိတ်များကိုလည်းဘန္နာတို့တဲကထုတ်၍ပေးစီ ယေရုရှလင်မြို့ဤပိမှန်တော်ထဲကနေပုခ္ခနေစာထုတ်၍ဘုရားသခင်ဤအိမ်တော်နှင့်ဆိုင်တော်လေဘာဘူးလုံမြို့သို့ဆောင်ခဲ့သောရွှေတစာငွေတစာတို့ကိုပြန်ပေးစီယေရုရှလင်မြို့ဤပိမှန်တော်သို့ပို့၍အလုံးစုံတို့ကိုဘုရားအိမ်တော်ထဲတွင်မိမိတို့နေရာ၌ထားစီဟုကိုယ်တော်မင်းကြီးသည်နန်းဆန်ပထမနှစ်တွင်ယေရုရှလင်မြို့ဤဖျားအိမ်တော်အမှုမှအမိန့်တော်ရှိ၏ သူဖြစ်၍မြစ်အနောက်ဘက်မြို့ဝင်တာတနေရှိတာဘောစနေနှင့်တင်တို့အပေါင်းဖော်ဒီဟူသော မြစ်အနောက်ဘက်၌နေသောအဖာတသက်လူတို့ထွက်သွားကြ ထိုဖျားဤအိမ်တို့တီချင်းအမှုကို မစည်းမတားကြနှင့် ယူဒမြို့ဝင်နှင့်ယူဒအမျိုး အသက်ကြီးသူတို့သည်ထိုအိမ်တော်ကိုမိမိနေရာ၌တည်ပါလေစေထိုမှတပါသင်တို့သည်ထိုဘုရား၏အိမ်တော်တည်ခြင်းအမှုကိုယူဒအမျိုးအသက်ကြီးသူတို့နှင့်ကူညီရမည်အကြောင်းသူတို့သည်အစီအတံမရှိစေခြင်းငှာမြင့်အနောက်ဘက်၌ခံသော အခွန်တော်ဒီဟုသောဗန္နာတော်ထဲကအိမ်တော်တည်เสียရစေကိုချက်ချင်းထုတ်ပေးရမည်အကြောင်း ငါအမိန်တော်ရှိ၏ထိုမှတပါသူတို့သည်မွေးကြိမ်သောရစ်တို့ကိုကောင်းကင်ဘုံ၏အရှင်ဘုရားသခင်အားပူဇော်၍ရှင်ဘရင်အသက်ဆွေတော်မျိုးတော်တို့၏အသက်အဖို့ဆုတောင်းစေခြင်းငါသူတို့လိုချင်သမျှယေရုရှလင်မြို့ဂျိဘရောဟိတ်တို့စီရင်သည့်အတိုင်း ်ကောင်းကင်ဘုံဤအရှင်ဘုရားသခင်အားမိရှုရာရစ်ပူစော်စရာဖို့နွားတူတီတူတငယ်စပါစာစပြည့်ရစီတို့ကိုနေ့တိုင်းအစင်မပြတ်ပေးစီ၎င်းဤအကျဉ်သူတီဤအမိန့်တော်ကိုညှင်းဆန်လင်ထိုသူဤအိမ်မှတစ်တိုင်းကိုနှုတ်ယူ၍စိုက်ပြီးမှသူ့ကိုလဲဆွဲချစီသူ့အိမ်ကိုလဲနောက်ချေးပုံဖြစ်စီဟုငါအမိန့်တော်ရှိ၏ ယေရုရှလင်မြို့ဤဖျားအိမ်တော်ကိုကျိုးပဲ့ပျက်စီးစေခြင်းကပြုသောရှင်ဘုရင်နှင့်စင်ရဲသားအပေါင်းတို့ကိုထိုရက်၌နာမတော်တည်စေသောဘုရားသခင်သည်ပျက်စီးတော်မူပါစေသောငါဒါရိသည်အမိန့်တော်ကိုပေး၏အမိန့်တော်အတိုင်းအလင်းအမြန်ပြုစေဟု ပေးလိုက်သည် တူအခါဒါရီမင်းကြီးပေးလိုက်သောအမိန့်တော်အတိုင်းမြစ်အနောက်ဘက်မြို့ဝင်တာတနေရှေတာဘောစနေနှင့် သူတို့အပေါင်းအဖော်တို့သည်အလင်းအမြန်ပြုကြ၏ယူဒအမျိုးအသက်ကြီးသူတို့သည်တိဆောက်၍ပရောဖက်ဟက်ကဲနှင့်ဣတော်သားဇာခရိဟောသောအဖြစ်အကြံထမြောက်ကြ၏ ဣတရေလအမျိုး၏ဘုရားသခင်အမိန့်တော်နှင့်ပေရတိရှင်ဘရင်ကုရုမင်းဒါရိမင်းအမိန့်တော်အတိုင်းတိဆောက်၍လက်ဆတ်တကြ၏ဒါရိမင်းကြီးနန်းဆန်6နှင့် အာဒလ3ရက်နေ့တွင် အိမ်တော်သည်ပြီးပြည့်စုံ၏ ဣသရေလအမျိုးသားယိပရောဟိလေဝိသားအစရှိသောတိမ့်သွာခြင်းကိုခံဘူးသောအမျိုးသားချင်းရှိသည်များတို့သည်ဘုရားသခင်၏အိမ်တော်ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏သူအိမ်တော်၏အနုမောဒနာပွဲတွင်နွားတရား တူတီနေရတူတငယ်400ကို၎င်းဣတရီလာအမျိုး12မျိုးအလိုက် အမျိုးသားအပေါင်းတို့ဤအပြစ်ပြေရာရစ်ဒီဟူသော စိတ်တီ12កောင်ကို၎င်းရစ်ပူဇော်ကြ၏မောရှိကျမ်းစာ၌ပါသည့်အတိုင်းယေရုရှလင်မြို့၌ဖျားဝတ်ကိုပြုစေခြင်းယေပရောဟိအသီးအသီးတို့ကို၎င်းတင်းဖွဲ့သောလေဝိသားတို့ကို၎င်းခန့်ထားကြ၏ တင်းသွာခြင်းကိုခံရသော အမျိုးသားတို့သည်ပထမလ14ရက်နေ့တွင်ပတ္တကာပွဲကိုလည်းခံကြ၏ဂျိဘရဟိနေလေဝိသားတို့သည်တညီတညွတ်ဒီကိုကိုတန့်ရှင်စေ၍အလုံးစုံတို့သည်တန့်ရှင်သဖြင့် မိမိတို့အဖို့မှစာ၍ပောက်ပေါ်ခြင်းရစ်ပရော ဟိတ်တို့အဖို့နှင့်သိမ့်သွာခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဖို့ပတ္တကာတို့တငယ်ကိုတတ်ကြ၏သိမ့်သွာခြင်းကို ခံသောလူစုတွေကထွက်လာသောဣတရီလအမျိုးသားများဣတရီလအမျိုးဤဘုရားသခင်သာရဘုရားကို ရှာလိုသောငါ တပားအမျိုးသားနေရအရက်အညစ်အကြေးကိုပေရှားသောသူများအပေါင်းတို့သည် ပတ္တကာပွဲကိုစား၍ခုနှစ်ရက်ပတ်လုံးဝမ်းမြောက်သောစိတ်နှင့်အစုမပွဲကိုလည်းခံကြ၏အကြောင်းမူကားသာရဖျားသည်ဝမ်းမြောက်သောအခွင့်ကိုပေးတော်မူ၏ဤဒရီလာအမျိုးဤဖျားသခင်ဗိမှန်တော်တိဆောက်ခြင်းအမှုမှာ အာရှုရရှင်ဘုရင်မဆမီအကြောင်းစိတ်နှလုံးတော်ကိုသူတို့ဘက်သို့ကူးစေတော်မူ၏ bless you.